အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် Keep Down Low Danny ကိုတစင်ပြန်လည်ညွှန်ပြတော့မှာဖြစ်ပါတယ်ဗောနော် Okay ဒါဆိုရင်ကျွန်တော် Keep Down Low Danny ကိုကျွန်တော်အတူတူလေ့လာကြအောင်လားခင်ဗျာဒီ5 9 3ကနေ5 3များလေးတပင်ကိုတပြပြတော့မှာဖြစ်ပါတယ်အဲဆုံးကျွန်တော်ဒီ2ရက်20ကဒီ5ထိပ်ဗောနော်5ထိပ်စီကိုကျွန်တော်ရှင်းတဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ် 9နဲ့10နဲ့ပေါင်းတော့73ရတယ်ပေါ့နော်3ကို10နဲ့ပေါင်းတာက96လို့ယူလိုက်တာဖြစ်ပါတယ်396ကီ3လုံးထက်က934ဖြစ်ပါတယ်934ဆိုတဲ့အကြောင်းမို့396ထက်ကအဒီက9တလုံးပေါ့နော်ဒီမှာမြန်ကြောင်းတားလိုက်ပြီပေါ့နော်ဒီလိုခုနနေ့တိုင်းရောတော့မှဆုလို့ပေါ့နော်ဒီ356ထဲက9တလုံး9 3ညာလေးဖြစ်ပါတယ် โอเคနောက်ထပ်နဲ့နံပါတ်2အနေနဲ့ဒီ9ကိုရှင်းတဲ့ထပ်ပေါင်းတော့ပေါင်းရှင်း73ရှိတဲ့အတွက်35ရှောက်ကီးပဲထပ်ပြီးရမယ်ပေါ့နော်9တုံညာလေးပြီးတော့9တုံညာ3ဖြစ်ပါတယ်အထူးကအနေနဲ့ကတော့3နဲ့9နဲ့ဖြစ်ပါတယ်9ရဲ့3ရဲ့9တုံညာ3နံပါတ်3ပေါ့နော် โอเคကျွန်တော်နံပါတ်3ကိုဆက်ပြီးတော့လေ့လာကြအောင်နံပါတ်3မှာဆိုရင်ဒီ9ကို8နဲ့ပေါင်းတာ73 3 5လျှောက်ကြီးပဲထက်ရတယ်ဗောနော်နောက်တစ်ပြည်မှာကတော့3 3လျှောက်ဖြစ်ပါတယ်အထီကိက3နဲ့6နဲ့ဆိုပြီးတော့ကီးလုံးအပြီးဖြစ်ပါတယ်โอเคနံပါတ်3ပြီးတော့နံပါတ်4ကိုဆက်ပြီးလေ့လာကြအောင်နံပါတ်4မှာ336ဆိုတဲ့အတွက်ဒီ3ကို8နဲ့ပေါင်းတာဆိုရင်73 တစ်ကိုနင်းနဲ့ပေါင်းတာ3 4 3 4ကီထက်က3လေးတစ်ချာပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့အထီကီကတော့တစ်တလုံးကအပိညာမှာလေးကတော့အလေးမှာဆိုပြီးတော့ကီနှလုံးစလုံးချာပေးသွားတယ်ပေါ့နော်ဒီ3များလေးတစ်ကိုပဲကျွန်တော်တို့ဒီ3များကိုရှင်းနဲ့ပေါင်းတာဆိုရင်8ဒီ3များကိုပေါ့နော်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်3များနဲ့ရှင်းနဲ့ပေါင်းတာရှင်းရှေ့ကိုနေပေါင်း30တစ် ရှစ်တောင်များတိကီမှာရှစ်လျှောက်ခွန်ချပေးသွားတာဖြစ်ပါတယ်။အထီးကီကတော့ရှစ်တဲ့ရှစ်တလုံးပါနော်။နံပါတ်6ကိုတပိနေတာကြောင့်နံပါတ်6ကဒီနော်ဒီထိစီရှစ်ပါနော်။ရှစ်ကိုရှစ်နဲ့ထပ်ပေါင်းတာဆိုရင်16ရတယ်ပါနော်။6ကိုနှစ်ထပ်ပေါင်းတာရှင်းကို669ကီးထဲက6တုံများ6ဖြစ်ပါတယ်အထီးကီးကတော့ကျွန်တော်3 6တလုံးက ထိတ်စီနဲ့အပိညာမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်9ဒီထိတ်စီ6ကိုမူတည်ပြီးတော့6ဝင်8ပေါင်းတော့ပေါင်းရှင်း14ဖြစ်ပါတယ်14ကို6ကို2ပေါင်းရှင်း6ခုံ6ရောက်ခုံအတိကီမှာ6ရောက်နဲ့ခြားပေးသွားတယ်ဗောနော်ဒါကြောင့်မို့အတိကီခြားတလုံးထိတ်စီနဲ့အလဲထိုင်နေရဖြစ်ပါတယ်နောက်ထပ်နံပါတ်7ဒီ6ရောက်နဲ့ကိုမူတည်ပြီးတော့6ထိတ်စီ ရှောင်းနဲ့ရှစ်ပေါင်းတော့14ဆိုတဲ့အတွက်လိန်ရှောက်ခွန်ထိစီပဲထက်ရတယ်။ရှောင်းရှောင်းနေပြီးတော့ရှောင်းရှောင်း5ဆိုတဲ့အတွက်အထီးကြီးရှာတလုံးထိစီနဲ့အလေးဖြစ်ပါတယ်ခင်ဗျာ။ Okay နံပါတ်6ဘာနာဒီကျွန်တော်ဒီ665ဆိုတဲ့အတွက်6ထိစီကိုလည်းရှင်းနဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်14လိန်ရှောက်ခွန်ကီထက်ရတယ်ခင်ဗျာ။လိန်ရှောက်ခွန်ကီမှာ9ရှောင်းနေဖြစ်ပါတယ်။9ရှောင်းနေဆိုတဲ့အတွက်အလေး အလဲထဲနေရာကခြားပြီးသွားတယ်ဗောနော်နံပါတ်30ကိုထပ်ပြီးလေတာကြောင့်နံပါတ်30ဒီ go ထိတ်စီးကို ရှင်းနဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်းဇက်ခွန်ဖြစ်ပါတယ်ခွန်ကိုနှစ်ပေါင်းတာ9ညအခွန်9ညထိတ်ဒီကီတလုံးမှာ9ညလေးလေးဆိုတဲ့အတွက်9ညတလုံးထိတ်စီးနေရာကဖြစ်ပါတယ်နံပါတ်7ဒီတုံများထိတ်စီးကိုကျွန်တော်ရှင်းတဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဗောနော်တုံများနဲ့ရှင်းပေါင်းတာဆိုရင် ပေါင်းရှင်း ုံညာတိရှစ်တုံညာတိကီမှာနိနိတိတိတလုံးအပိတ်ဖြစ်ပါတယ်နံပါတ်7နှစ်ပေါ့နော်နံပါတ်7နှစ်ဒီထိုက်စီနှစ်ကို7နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်နိနဲ့7ပေါင်းတာက30ပေါ့နော်တုံညာကိုနိနဲ့ပေါင်းတာနိ3တုံညာနိ3ကီမှာ7 4 3ချပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့အတီကီက3တလုံးအပိတ်ဖြစ်ပါတယ် နံပါတ်73ဒီ843ဆိုရတဲ့အတွက်ရှစ်သိသိကိုလည်းရှင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ရှင်းနဲ့ချက်ပေါင်းတာဆိုရင်ပေါင်းရှင်6 7 9 69G မှာ8 6 3ချပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့အတိကီက6ဒီအလဲ8ကထိသိနေရမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်74ပေါ့နော်။ဒီထိသိရှိကိုလည်းရှင်းနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ 669ကီးပဲထပ်ပြီးရမယ်ပေါ့နော်669ကီးမှာနှစ်တုံညာကိုဖြစ်ပါတယ်အဒီကကိုဒလုံးဖြစ်ပါတယ်ဒီကိုကအပိန်နေရာမှာပေါ့နော်နံပါတ်15ဒီနှစ်တုံညာကိုဆိုတဲ့နှစ်ကိုရှင်းနေပါလားဆိုရင်ပေါင်းချင်း30ရတယ်ပေါ့နော်တုံညာကိုနှစ်ပေါင်းနှစ်တိတူတာ3တုံညာနှစ်3ကီးမှာ ခွန်ခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီကီးမှာတော့တစ်ချိန်ဖောက်တယ်ဗောနော်တစ်ချိန်ပြတ်တယ်ခင်ဗျာโอเคနံပါတ်16ကို7နေလာကြအောင်ဒီခွန်ထိတ်စီကိုလည်းရှင်းနဲ့ထပ်ပေါင်းတာရှင်ပေါင်းရှင်15ရာတွေအတွက်9ကိုဒီပေါင်းရှင်ခွန်8 9 8မှာခွန်3ည3ညဆိုတဲ့အတွက်ဒီကီးခုနှစ်တလုံးထိတ်စီနေရာကဖြစ်ပါတယ် နံပါတ်19ဒီထိသိခွန်ကိုရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ခွန်ချစ်ပေါင်းတာ55ငါးခွန်ရှိကီ3လုံးထဲက3ခွန်ခွန်ချပြီးသွားတယ်မနော်။အထီးကီခုနှစ်တလုံးပဲအလေနဲ့အပိတ်နေရပါ။ထပ်ပြီးချပြီးသွားတယ်ပေါ့နော်။နံပါတ်16ဒီ3ထိပ်စီကိုရှင်းနေပေါင်းတာဆိုရင်ပေါင်းရှင်းက7တစ်ကုန်ညပေါင်း3လေး7300ပြီးတော့8640ဆိုတဲ့အတွက် အထီးကြီးလဲတဲ့လုံအပိတ်နေရာကဖြစ်ပါတယ်။ Okay အချိန်၁၈ချိန်မှာတစ်ချိန်ပြည့်တယ်ပေါ့နော်။ရှိကိုလေးဆိုတဲ့ကျွန်တော်ရှိကိုလေးတပင်ကနေနောက်ထပ်တပင်ကိုထပ်ပြီးတူတူလေလာကြည့်အောင်လားခင်ဗျာနံပါတ်19ပါနော်ဒီရှိကိုရှင်းနဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းချင်းဒီ16ဖြစ်ပါတယ်ရှင်းနဲ့ရှင်းပေါင်းတာဆိုရင်ပေါင်းချင်း16ဖြစ်ပါတယ်6ကိုနင်းနဲ့ပေါင်းတာရှင်းကို ရှောက်ရှိကိုကီမှာ963ဆိုတဲ့အတွက်ကြောင့်မို့ဒီဒီ6တလုံးကအလဲညာကချပေးသွားတယ်ဗောနော်နံပါတ်20 963ဆိုတဲ့အတွက်ထိတ်စင်း9ကိုရှင်းနဲ့ထပ်ပေါင်းရမှာဗောနော်9ရှင်းပေါင်းတာ73 3ကို2ပေါင်း9 6 68ခုဖြစ်ပါတယ်ဒါကြောင့်မို့အထီးကြီးအနေနဲ့6တလုံးထိတ်စင်းညာကချပေးသွားတာဖြစ်ပါတယ် 6ရှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီ6ရှစ်ခွန်6ထိပ်စီးကိုရှင်းတဲ့ထပ်ပေါင်းတာဆိုရင်6ရှစ်ပေါင်းတာ14ပေါ့နော်6ကို2ပေါင်း6ခွန်6ခွန်ကီမှ22ခွန်ဖြစ်ပါတယ်။ Okay အဲ့ဒီမှာတော့ခုနှစ်တလုံးအပိတ်နေရာကဖြစ်ပါတယ်။ number 20နဲ့နှစ်ပေါ့နော်23ပြီးတော့22နှစ်နှစ်ခွန်ဆိုတဲ့အတွက်ထိပ်စီးနှစ်ကိုရှင်းတဲ့ပေါင်းတာဆိုရင်ပေါင်းချင်း30 3မြောက်ကိုနှစ်နဲ့ပေါင်းတာနှစ်3 388ချပေးသွားတယ်ဗျာ။နင်းနစ်ခွန်ပြီးတော့388ဆိုတဲ့အတွက်၃ဒလုံးထိပ်စီးဖြစ်ပါတယ်။93ဒီ၃ထိပ်စီးကိုရှင်းလင်းပေါင်းတာဆိုရင်ပေါင်းရှင်းဆက်တည်ဖြစ်ပါတယ်။တစ်ကိုနှစ်ပေါင်း3 3ကိုတစ်တိုးတာဆိုရင်လေးတစ်3လေးကီးမှာ3တုံညာ9ဆိုတဲ့အတွက်၃ဒလုံးထိပ်စီးနေရာကဖြစ်ပါတယ်။နစင်းနဲ့လေဒီ၃တုံများ၉ဆွေအတွက်၃ထိပ်စီးကိုရှင်းနေပေါင်းတာဆိုရင် 7334ကီပဲထပ်ပြီးရနေတာဖြစ်ပါတယ်။ Okay ဒါတနည်းအားကျွန်တော်မိတ်ဆွေများလေးလာလို့ရအောင်ရွေရပြီးတော့ပြန်လည်မြောက်ပြီးရှင်းတာဖြစ်တယ်ဗောနော်။ဒီ9353မြား336ကနေဒီကီ3လုံးဖြစ်ပါတယ်ဗောနော်။ရှောင်းရှောင်းနဲ့ရှောင်းရှောင်းက9ရှောင်းနဲ့3ညလေးလေးနှစ်နှစ်တဲ့8လေး3 6ရှောင်း3နှစ်3ညကိုဒီခုံခုံ9တစ်ကြိမ်မှာတော့ဖောက်သွားပြီးတော့900အတပြန်နေတပီချလာတယ်ဘောနော် အဲဒီမှာဆိုရင်963မှာ6 689မှာ6နည်းနည်းခုမှာ9 388မှာ3 3399မှာလေး3ဒီဒီဘက်မှာတော့ကျွန်တော်တနည်းအရာ3 3လေးကြီးရနေတာဖြစ်ပါတယ်